အဲဟုတ်တယ်အမုံမြင့်မှာမဟုတ်အဲ့ဒါလေးကျွန်တော်အမုံမြင့်ပိုစတာကိစ္စလေကျွန်တော်တော်တော်လက်မေးကြတယ်အဲ့မှာကိုစင်မျိုးမပါတဲ့အကြောင်းရင်းရကိုကြီးစင်မျိုးကအဲ့ကျွန်တော်တို့ကာဘာအက်ရိုက်တဲ့အချိန်မှာသူပင်တရားရောက်နေတာ အဲ့တော့နေမှာဇလန်တွေရိုက်နေတော့ तू ဘလို့မှပြန်လာလို့မရဘူးပြီးတော့လဲဖိုတိုရှူတွင်တည်ပြီးတော့လဲခွေးကြီးမှာအလှပုံအဲ့လိုမျိုးတိုက်ပုံနဲ့ရိုက်ထားတဲ့ပုံဆိုတော့ဘုံမှမရှိခဲ့အဲ့တော့အဲ့တော့ဒီကာဗာအပ်မှာမပါတာပါအဲတချို့တွေကအဲ့ဒါအအမျိုးမျိုးတွေမျိုးစုံတွေတက်တင်လွဲကြတာမဟုတ်အဲ့တော့ဆရာကလည်းပုံတင်ပြီးတော့မှအာနာလို့လဲဆရာဦးသိန်းဟောင်းလည်းအဲ့အဲ့လိုလေးပေါ့ဟုတ်ဟုတ်ဟုတ်တယ်အအဖေအဖေမှဆိုတော့မဟုတ်ကိုကြီးခီးထွက်သွားတဲ့ခါကျတော့အဲ့အဲ့လိုပါပိုစတာမှာကြံခဲ့တာပါအဲ့အဲ့လိုကြောင့်ပါဟုတ် စိတ်တိုင်းကြပါတယ်ဒီဇလန်တွဲရလဲကျွန်တော်ကဟိုမှာဗာလဲပင်တရမှာကျွန်တော်မေချိုရိုက်နေတာမေချိုရိုက်တော့ဒီကဘက်ဒီဘက်ကူးပြီးတော့ကျွန်တော်ရိုက်ထားတယ်ဇလန်တွဲ now happy hotel လဲအဲ့မှာရိုက်နေဆိုတော့ဇလန်တွဲနှစ်တွဲသုံးတွဲလောက်ကျွန်တော်ခွာပြီးတော့ရိုက်ထားတယ်ဆိုတော့အဲကိုပါဝင်တဲ့ဆင်းရနဲပြီမဲ့လဲကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့အဲတိုးဆောင်ပေးတာပဲဆိုတော့ဇလန်တွဲတော်တော်များများမှာလဲကျွန်တော်ပါစီခြင်းကြတယ်ပါစီခြင်းကြဆိုတော့အဲ့လိုရိုက်ပြီဆိုတာနဲ့ ိုတစင်းပြပြနှစင်းပြပြဒါပါတခါလေး၅စင်းလောက်ပေါ့နော်အဲ့လိုပါစေခြင်းနဲ့ပါစေခြင်းလို့ဟိုအဲ့လိုပြောဟိုမနေ့ခုတ်ရိုက်ပေးရအောင်ပါအဲ့လိုမျိုးအဲ့တင်းပေါ့ဒီတင်းဝက်တစ်ခုကောင်းလို့ပေါ့ဒီကျွန်တော်တို့ဒီဇလန်းတွဲပါဝင်တဲ့အခွဲတွေအကုန်လုံးကညီညီညွတ်ညွတ်နဲ့စူးစမ်းကြပဲခက်ခက်မှဆိုလဲရမ်းတော့ပါတယ်နော်သူဆိုလဲသူစက်တစ်စက်လုံးပြောင်းတာအီးစီးပြီးတော့သူစိတ်တွေနစ်ပြီးတော့သူတိုးဆောင်ရှာသူစားကျွန်တော်ကြည့်တခါလေးချုပ်ကန်းနေရရင်ကျွန်တော်ကြည့်ရတော်တော်ပင်မမှားတယ်သူပုံသူလဲတော်တော်စူးစမ်းပါတယ်อืมခက်ခက်မှလဲလေ ဆိုတော့ तू तू ငိုပြီးတော့ तू မတိတ်တော့ဘူးတော်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 ကိုရှိုက်ကြီးတငင် तू ငိုပြီးတော့ तू တိ့ဆောင်ရတယ်တချို့အကန်နေလေတအားပူလောင်ပြီးတော့ तू ကြည့်ရပင်မန်းလို့လေအဲ့လိုတနာနဲ့တနာပါ तू တိ့ဆောင်ရတယ်တော်တော်ပင်မန်းပါဒီတဲမှာအဲအဓိကတော့အိမ်တော်မဲအိမ်တော်ကြီးတွေပြောရအောင်မဲလဲလဲဒါတော့တယောက်နဲ့တယောက်နဲ့ဒါဟိုဘယ်လိုပြောမလဲညီညီနိုင်နိုင်လေးလောက်ရင်တော့ဒါအဆင်ပြေမှာပေါ့နော် အဓိကတော့ဟိုတင်းဝက်တစ်ခုညီလို့ပေါ့ညီတဲ့အခါမှာအကုန်လုံးပေါ့ဥမာပြန်ဇလန်တွဲဆိုတာလဲကျွန်တော်တို့ဒီရုပ်ရှင်ဇလန်တွဲတစ်ခုဆိုတာလဲကျွန်တော်တို့ဒါစိုင်းဝိုင်းတစ်ခုလို့ပါပဲကျွန်တော်တို့ဒါဥပမာပြောတာជីချိုးသေးလေးလက်ခုပ်ပေါ့အကုန်လုံးစုပြီးတော့တပြိုင်တည်းတီးပြီးတော့အားဆိုင်ကွန်ဆက်ကြိုးစားမှပဲဒီဇလန်တွဲကပေါက်တာလေအဲ့လိုမျိုးပေါ့အခုကရွေးချယ်စရာတွေဒီခုမှအများကြီးပဲရှိတယ် channel တွေလည်းအကုန်လုံးရှိတယ်ဒါပေမဲ့ဒီတရွဲကိုပဲဟိုပရိသတ်ကအာယုံစိုက်ပြီးတော့အဲဒါစူးစမ်းဟိုကြည့်ပေးတယ်ဆိုတာဒါကျွန်တော်တို့ရဲ့စူးစမ်းမှုတွေအရာပြင်ပါ ောเนาะအရန်ချုပ်ချက်လုံးရင်လည်းဒါဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ကြည့်မလားကျွန်တော်တို့ကျွန်တော်အဖေဆိုလေကျွန်တော်ဟိုမှမလုပ်နဲ့တရားလုံးကျွန်တော်ခုတ်ခုတ်လုပ်တာအခုလုပ်ဆိုတော့ကျွန်တော်မလုပ်တော့ဘူးပဲအဲ့လိုမျိုးဟဲ့အခုကမသွားနဲ့ဆိုလေကျွန်တော်သွားပြီးမှပြောမှာပြောတာအဲအဲ့အမရပါအဲ့လိုပြင်ပေါ့အရင်နေရာတိုင်းနေရာတိုင်းမှာလည်းဟိုလွတ်လပ်မှုလေးတော့ရှိနေတာပေါ့နော်အရင်ချုပ်ကျဲပြီးတော့အရင်တင်းကျပ်ထားရင်လည်းမကောင်းမြင်ဘူးနော်အဲကျေးဇူးတင်ပါတယ်ပေါ့နော်ဒါဒီဇလန်ွဲလေးကိုအဲဒါဒီလိုမျိုးလောင်ပြီးတော့အားပေးတဲ့အတွက်ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပေါ့